အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့မြတ်စွာဘုရားမဖြစ်ခင်မြတ်စွာဘုရားလောင်ဘွားမှာမက်ခဲ့တဲ့အလွန်ကြီးကျယ်တဲ့အိမ်မင်္ဂါမျိုးကြောင်းကိုတင်ဆက်ပေးပါဖြစ်ပါတယ်မြတ်စွာဘုရားအလောင်းကမြတ်စွာဘုရားမဖြစ်ခင်လေးမှာအလွန်ကြီးကျယ်တဲ့အိမ်မကြီးငါးမျိုးကိုမက်တော်မူခဲ့ပါတယ်ပထမအိမ်မက်ကဘလောက်ကြီးကျယ်တယ်လဲဆိုလို့ရှိရင်မြေပြင်ကြီးတစ်ခုလုံးကိုအိယာလုတ်ဟိမွန်နာတောင်ကိုခေါင်းအောင်ထားပါတယ်အိန္ဒိယမြောက်ဘက်မှာဟိမွန်နာတောင်ရှိပါတယ်ဟိမွန်နာတောင်ကိုခေါင်းအောင်ပြီးတော့မြေပြင်ကြီးကိုကြောခင်းပြီးတော့ လက်ဝဲလက်ကအရှိသမုတ်တရားမှာထားတယ်လက်ရလက်ကအနောက်သမုတ်တရားထားတယ်ဆိုပြီးတော့အိမ်မက်မှတ်ပါတယ်ခြေောက်ကတော့တောင်သမုတ်တရားမှာထားတယ်ဆိုပြီးအမတန်ကြီးကျယ်တဲ့အိမ်မက်ကိုမှတ်တော်မူခဲ့ပါတယ်ဘာဖြစ်လို့ဒီအိမ်မက်ကိုမှတ်ထားလဲဆိုတော့အလုံးစုံကိုသိတဲ့တပ်ပညုဒ္ဒဉဏ်ကိုရမှဖျားဖြစ်မှာဆိုတဲ့အတိတ်နိမိတ်ပဲဖြစ်ပါတယ်တဲ့ဒုတိယအိမ်မက်ကတော့ချက်ကနေပြီးတော့တတိယလိုအမြင်ရတဲ့မျက်နှာမျိုးပေါက်လာတယ် ဒီမြက်ပင်ဟာအကြည့်နေကြည့်နေနဲ့တထွားတထောင်တလန်တဒါတကောင်တယူသနာစသည်ဖြင့်မြင့်မြင့်တက်သွားပြီးတော့ယူသနာပေါင်းထောင်ပေါင်းများစွာမိုးကောင်းငင်ကိုခိုက်လျက်တည်နေသည်ဟုမြင်မဲ့တော်မူပါသည်ဒီလိုအိမ်မဲမချင်းကမျက်စိမှပရိပရာဖြစ်သောမကင်တရားကိုလူနတ်တို့ကဟောကြားတော်မူနိုင်ရန်မြင်မဲ့တော်မူခြင်းဖြစ်ပါတယ်တဲ့။တတရအိမ်မဲကတော့တကူလုံးဖြူနေပြီးတော့ခေါင်းလေးတွေသာမဲနေတဲ့ပိုးလောက်လေးတွေအများကြီးကခြေထောက်ပေါ်တရွရွတက်လာတာ ဒူးနာအထိရောက်အောင်တက်လာပြီးတော့ဒူးအထိပိုးတွေကဖုံးလွှမ်းသွားတဲ့အိမ်မက်ကိုမတ်တော်မူပါတယ်။ဒီအိမ်မက်ကိုမြင်မရတဲ့အကြောင်းရင်းကဝိပုစင်ကျဲဝေးကြတဲ့များစွာသောလူအပေါင်းတွေကမြတ်စွာဘုရားကိုကိုးကွယ်စည်းကပ်ကြပြီးတော့မဟာတဏ္ဍကုံခံယူကြဖို့မြင်မတ်တော်မူခြင်းဖြစ်ပါတယ်တဲ့။လေးခုမြောက်အိမ်မက်ကတော့ညိုရွှေနီရောလေးပေါ်သောအစင်းရှိတဲ့ငှက်လေးမျိုးဟာအရက်လေးမျက်နှာမှပြန်လာကြပြီးတော့ခြေတော်ရင်းကိုရောက်တဲ့အခါငှက်လေးမျိုးလုံးကကိုလုံးဆွတ်ဆွဖြူသွားကြသည်ဟုမြင်မတ်တော်မူပါတယ်။ ရိမ်မဲ့အထိပယ်ကဘာလဲဆိုတော့မင်းပုံနာဒကြွယ်ဆင်းရဲသားဆိုတဲ့လူဒန်းစား၄မျိုးကမြတ်စွာဘုရားစီကို ရောက်လာပြီးတော့ယဟန်ပြုကြတဲ့အခါမှာအကုန်လုံးကအတူတူပဲဖြစ်သွားပါမယ်။တထေးကဖြစ်တဲ့ယဟန်ပဲဖြစ်ဖြစ်ဆင်းရဲသားကဖြစ်တဲ့ယဟန်ပဲဖြစ်ဖြစ်အတူတူပဲအကျင့်မြတ်ကိုကျင့်ရမယ်ဆိုတဲ့ဝိနည်းသိက္ခာလည်းအတူတူပဲအယူသီလကလည်းတူမျှကြတယ်ဆိုတဲ့နမိတ်ကြောင့်မှတ်ထားပဲဖြစ်ပါတယ်တဲ့။နောက်ဆုံးအိမ်မက်ကစိတ်ဝင်စားဖို့ရမ်းကောင်းပါတယ်အလွန်ကြီးတဲ့မဆင်တောင်ကြီးပေါ်ကိုမြတ်စွာဘုရားကလမ်းလျှောက်ထားတဲ့ ဈေးညံလျှောက်နေတာလူလာတွန်းခေါက်သွားနေတာသွားလိုက်ပြန်လိုက်လုံနေတာဒါပေမဲ့မြတ်စွာဘုရားရဲ့ခြေတော်ကိုမစင်ပြေချမ်းခြင်းမရှိပါဘူးဒီအိမ်မက်ကဘာအိပ်ပဲလဲဆိုတော့မြတ်စွာဘုရားဖြစ်တော်မူတဲ့အခါမှာသုံးသင်္ကန်းကြောင်းစီပစ္စည်းလေးပါးတွေကိုများစွာရရှိမှဖြစ်ပြီးထိုပစ္စည်းလေးပါးတို့ကိုတွေ့တာတက်မဲ့ညှိကပ်ခြင်းမရှိဘဲနဲ့သုံးဆောင်တော်မူဖို့မြင်မဲ့တော်မူခြင်းဖြစ်ပါတယ်တဲ့အလွန်လှလပါများပြားတော့လဲညှိကပ်တွေ့တာခြင်းမရှိပါဘူး ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့မြတ်စွာဘုရားလောင်းဘောကမှာမက်ခဲ့တဲ့အိမ်မက်ငါးမျိုးအကြောင်းကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျမ်းမာရှင်